အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချိုင်းမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့အတူတူဆက်လက်လေးလာလေ့ကျင့်မဲ့သင်ခန်းစာကတော့ပရမတ်ဖြစ်ပါတယ်ပရမတ်ဆိုတာကတော့တတိလက်လို့ပေါ့ဆတဲ့အကြောင်းအရာကိုပြောတာပေါ့နော်ပေါ့ပေါ့ဆဆတခုခုကိုပေါ့ပေါ့ဆဆလုပ်တယ်ပေါ့ပေါ့ဆဆနေတယ်ထိုင်တယ်နော်ပရမတ်လို့ခေါ်ပါတယ်မနေ့ကကျွန်တော်တို့ဒီလေ့လာခဲ့တဲ့သင်ခန်းစာရဲ့နောက်ဆုံးပိုင်းမှာမေးခွန်းမိထားတဲ့အထည်တမှာပေါ့နော် မဲကောကာအကြောင်းမေးထားတယ်မဲကောကာဆိုတာဘယ်နှလုံးလဲဘယ်အလုံးပါလဲဆိုပြီးတော့မေးထားတယ်အဲ့ထဲမှာပါလာတဲ့အကြောင်းအရာကိုဖြေဆိုထားတဲ့မှန်တယ်ပေါ့နော်တရားမှန်တယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒူနဲ့နီးဖြစ်ပါတယ်မဲကောကာဆိုတာကနောက်မှာအသက်မပါတဲ့စကလုံးပြောတာပေါ့နော်အသက်မပါတဲ့စကလုံးဆိုမဲကောကာလို့သတ်မှတ်တယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနေ့ကတော့ပရမနဲ့ပတ်သက်တဲ့တင်ကန်းစာကိုလေ့လာမှာဖြစ်ပါတယ်ပရမဆိုတာကသတိလက်လုပ်ပေါ်စားတဲ့အကြောင်းအရာကိုပြောတာဖြစ်တဲ့အခါကျတော့ဒီထဲမှာစာသားလေးရဲ့ရေးထားတာကတော့ဒီတစုံတစ်ခုကိုတာမြစ်ပြီးတော့သတိပေးတဲ့စကားလုံးအနေနဲ့ပဲရေးထားတယ်ပေါ့နော်နောက်တစ်ခုကလည်းတခြားတိတင့်တိတိုက်တဲ့စကားလုံးတွေလည်းများစွာပါဝင်ပါတယ်ဒီမှာရေးထားမယ်လုပ်ငန်းခွင်အတွင်းမှာ တတိလက်လွတ်ပေါ်စားစွာလုံးဝမလုံးပါနဲ့လုံးဝဆိုတဲ့စကားလုံးတစ်လုံးပါလာရယ်နော်ဟုတ်ပြီအဲ့ဒီအကြောင်းကိုကျွန်တော်တို့လေ့လာမယ်ယာပရမတ်နိုင်การทํางานเด็ดขาดယာဆိုတာတားမြစ်တဲ့စကားလုံးပရမတ်ပေါ်စားတယ်တတိလက်လွတ်ပေါ်စားတယ်နိုင်အတွင်းမှာဘယ်အတွင်းမှာလဲการทํางานလုပ်ငန်းခွင်အတွင်းမှာ dead ခဆိုတာကလုံးဝပဲဗောနော်တခုခုဆိုရင်ဒီ dead ခပါလာလို့ရှိရင် ya high binded ခလုံးဝမသွားနဲ့เนาะ high binded ခလုံးဝမသွားနဲ့အဲအဲ့လိုမျိုးပြောလို့ရတယ်เนาะ dead ခပါလာရင်လုံးဝလို့ပြောတဲ့စကားလုံးဗောနော် ya prama nine การทํางาน dead ခလုပ်ငန်းခွင်အတွင်းမှာတတိလက်လုပ်ပေါ်ဆသွားလုံးဝမလုပ်ပါနဲ့လို့ပြောခြင်းဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ဒီစာလုံးပေါင်းပြီးရေးလေးလေးကျင့်ကြည့်မယ်ဒီကျွန်တော်နဲ့တူတူလေးလာနေတဲ့တငယ်ချင်းတွေလည်းဒီလိုစာလုံးပေါင်းပြီးတော့အပြင်မှာပေါ့နော်ဒီဘောပင်နဲ့ခြာရေးပြီးတော့လေ့ကျင့်ပေါ့နော်များများလေ့ကျင့်ကြည့်အပြင်မှတ်မိနိုင်စွာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့ဖုန်းဖောင်ကီးဘုံးနဲ့လည်းရိုက်ကြည့်ပေါ့နော်အဲ့လိုမျိုးလေးဆိုဒါကလေ့ကျင့်မှများလို့ရှိရင်ကိုကစာအရေးသားလဲတွတ်တယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီစာလုံးပေါင်းပြီးတော့လေ့ကျင့်ကြည့်မယ်ရာ yeah. ออยอายามะอิยา ประมาทปอรออะประ มออาทอมาต ประมาทนนอไอนาย การทำงาน กออารอการ ทออัมธรรม งออานองาน กรรมทำงาน เด็ดขะ ดอเอดอเดขออาดอขาดอย่าประมาทในการทํางานเด็ดขาดလုပ်ငန်းခွေတွင်မှာတတိလက်လို့ပေါ်ဆစွာမလုပ်ပါနဲ့မหนีပါနဲ့လို့ပြောတာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီစာလုံးပေါင်းတစ်လုံးချင်းစီကိုအသေးစိတ်လေ့လာမယ်။ယာဆိုတာတားမြစ်တယ်နော်။ပရမပေါ်ဆတယ်။နိုင်အတွင်းမှာ ဒါစကလုံးလေးကျွန်တော်တို့သိပြီပေါ့နော်ထမ်ငါအလုပ်လုပ်တယ်ကမ်ထမ်ငါအလုပ်လုပ်ချင်းဒက်ခလုံးဝပဲပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲသင်ငန်းစာရင်နောက်ဆုံးပိုင်းမှာဆိုရင်မေကိုမေးလေးရှိတယ်အဲ့ဒီမေကိုကဘာလဲဆိုလို့ရှိရင်ဒီအားဒီဝါကြစာလုံးအားလုံးပေါင်းတဲ့မှာမာတရာတူကစကော့မေကော့မေကော့ပါတယ်မေကော့စာတောင်းပြရအောင်နော် ဘယ်နှလုံးပါလဲပြီးတော့မဲ့ကတ်စကလုံးဘယ်နှလုံးပါလဲဆိုပြီးတော့မေးမှာဖြစ်ပါတယ်အားလုံးပဲဖြေဆိုနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ขอบคุณครับ